ကိုဗစ်ယောဂါဘိုးဒီကယောဂါအတွင်ကူးစက်ပြန့်ပွားမှုပုံစံမှာဒေတာတွင်အမြင့်တွယ်ကူးစက်မှုပုံစံအတူကူးပြောင်းလာတယ်လို့ကျန်းမာရေးဌာနကနေထုတ်ပြန်ပါတယ်။ယခုကတွင်ကမ္ဘာတဝန်းကိုဗစ် -19 ယောဂါကူးစက်မှုသည်ပုံစံသစ်အနေဖြင့်ရခိုင်ကားနှင့်မတူနေပါသောဒေတာတွင်ကူးစက်မှုများကိုတွေ့လာရပြီးကယောဂါအတွင်ကူးစက်ပြန့်ပွားမှုပုံစံမှာဒေတာတွင်အမြင့်တွယ်ကူးစက်မှုပုံစံအတွင်သို့ကူးပြောင်းလာသည်ကိုတွေ့ရကြောင်းထို့သောကူးစက်မှုပုံစံပြောင်းလာသည်နှင့်အတူကမ္ဘာနိုင်ငံအများပြားတွင်လည်း ကိုဗစ် -19 ရောဂါကူးစက်ဖြစ်ပွားမှုများကိုအသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများစောင့်ကြည့်ကြည့်ရှုခြင်းစနစ်များတွင်ပေါင်းဆက်ထည့်သွင်းဆောင်ရွက်လာသည်ကိုတွေ့ရကြောင်းကျန်းမာရေးဌာနကဆိုပါသည်။ထို့ပြင်ဒေသတွင်းအမြင့်တွယ်ကူးစက်မှုပုံစံသို့ပြောင်းလဲလာခဲ့တော့လေကိုဗစ် -19 ရောဂါဗိုင်းရပ်ပိုး၏သဘောတဘာဝသည်မကြာခဏမျိုးရိုးဗီဇပြောင်းလဲ၍ပေါ်ထွက်လာတတ်ခြင်းကြောင့်ယောဂါပိုးမျိုးကွဲများဇက်တိုက်ထွက်ပေါ်နေသည့်အတူယောဂါကူးစက်မှုများပြန်လည်မြင့်တက်လာကြောင်းကမ္ဘာမီဒီယာများနှင့်သက်ဆိုင်ရာနိုင်ငံများ၏ကျန်းမာရေးဌာနများ၏ထုတ်ပြန်ချက်များအရ ထိုင်းစင်ကာပူဟောင်ကောင်နှင့်တရုတ်နိုင်ငံစတဲ့ဒေသတွင်းနိုင်ငံအချို့တို့တွင် COVID-19 ရောဂါဖြစ်ပွားမှုပြန်လည်မြင့်တက်လာခြင်းကိုတွေ့ရှိလာရကြောင်းကျန်းမာရေးဌာနကထုတ်ပြန်ပါသည်။မြန်မာနိုင်ငံသို့ COVID-19 ရောဂါစတင်ရောက်ရှိချိန်2020ပြည့်နှစ်မတ်လ23ရက်နေ့မှ2025ခုနှစ်မေလ17ရက်နေ့အထိရောဂါဖြစ်ပွားသူ634,342ဦးရှိခဲ့ပြီးသေဆုံးသူ19,494ဦးရှိခဲ့ကြောင်းမြန်မာနိုင်ငံလူဦးရေသက်တမ်းတွင်ရောဂါကြောင့်သေဆုံးသူ382ဦးရှိခဲ့ရာ အာဆီယံ၁၀နိုင်ငံတွင်သေဆုံးမှုနှုန်းအနေဖြင့်အမှတ်စဉ်ရှိရှိခဲ့ပြီးကမ္ဘောဒီးယားနိုင်ငံ၊မလေးရှားနိုင်ငံ၊ဖိလစ်ပိုင်နိုင်ငံ၊အင်ဒိုနီးရှားနိုင်ငံ၊ထိုင်းနိုင်ငံ၊ဗီယက်နမ်နိုင်ငံ၊ဘရူနိုင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါကယောဂါကြောင့်သေဆုံးသောမြန်မာအကြောင်းတွေးရှိရတယ်လို့ကျန်းမာရေးဌာနကထုတ်ပြန်ထားပါတယ်။ကျန်းမာရေးဌာနအနေဖြင့် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုနှင့်ဗီဇာပြောင်းမျိုးကွဲအသစ်များကူးစက်မှုတို့ကိုစောင့်ကြည့်ကြည့်ရှုလျက်ရှိပြီးအပြည်ပြည်ဆိုင်ရာလေဆိပ်၊စိတ်ကမ်းနှင့်နေဆက်ဝင်ပေါက်များတွင်အဖျားယောဂါလက္ခဏာစောင့်ကြည့်ကြည့်ရှုခြင်း တိုင်းစာကြီးပြည်내ပြည်သူ့ကျန်းမာရေးဦးစီးဌာနများစိတ်ဝင်များတွင်အဖျားရောဂါလက္ခဏာစောင့်ကြပ်ကြည့်ရှုခြင်းတန်တရာလူနာတွေ့ရှိပါကစိတ်ုံများတွင်တန်တရာလူနာများတရားထားရှိကုသနိုင်ရန်ကြိုတင်ပြင်ဆင်ခြင်းတို့ကိုပုံမှန်အားဖြင့်ဆောင်ရွက်နေတယ်လို့ဂျမ်းမာယူနီဌာနကထုတ်ပြန်ထားပါတယ်။